ကဲကျော်စွာဝင်းရဲ့ပွဲကတော့နော်အများကြီးရဲ့မရှိမင်းနဲ့ဒီဘက်မှာပဲကြည်ရတော့မှာပဲဖြစ်ပါတယ်တန်းစင်တဲ့သပွဲတဲလို့အသီလင်းကိုဆိုလာကြပြီမနေ့ကဆိုရင်လည်းပဲကျွန်တော်တို့နော်ဗာတိရလဲဆိုတော့ကျော်စွာဝင်းနဲ့ဒါ Stan Feathers နဲ့ပေါ့လေဗီဒီယိုရိုက်ပြီးတော့ဒါ Stan Feathers ရဲ့သူရဲ့ Facebook account မှာတင်လာတဲ့ဟာဆိုရင်ဒါကျော်ကြီးရဲ့ပေါ့လေဟိုဒါတရင်ကောင်းချားမယ်ဆိုပြီးတော့သူတို့နှစ်ယောက်ကိုယ်တိုင်ကပြောထားရပြီပေါ့နော်ပြီးတဲ့ခါကျတော့ တကယ်ကိုမှအရေးကြီးတဲ့ຢာပါလေဆိုရင်ဒါကျွန်တော်တို့အွန်လိုင်းအဆန်းကဗျာဒါလေးမြူရဲ့အမဲလိုက်တဲ့ချင်းနဲ့ဒါကျွန်တော်တို့ထွက်လာတဲ့လိုမျိုးပဲကြော်စွာဝင်းဟာဆိုတော့ဖြစ်မြန်မာနိုင်ငံမှာသူအရန်ကိုမှကြိုက်တဲ့နော်ကြော်ဝင်းထွက်တဲ့ချင်းနဲ့ပွဲဦးထွက်ဖို့အတွက်နော်ကျွန်တော်တို့ပွဲကိုထွက်ဖို့အတွက်ဒါမနီကဆိုရင်ဒါကျွန်တော်အဆူရိုကြီးဖြစ်တဲ့ကြော်ဝင်းထွက်နဲ့ဖုန်းခေါ်မှုနော်ဖုန်းခေါ်ဆိုမှုပြောဆိုခဲ့တယ် ကျွန်တော်တို့အစိုးရကြီးဂျုံဝင်းထုတ်ကလည်းအယောင်မှာသဘောကောင်းပါတယ်နော်သူကိုယ်တိုင်ကလည်းဒါလက်ဝဲပွဲတွေကြည့်တယ်နော်ဒီပွဲတွေကိုကြည့်တဲ့အခါကျတော့ကျော်စွာဝင်းဘက်ကနေသူ့ကိုဒါတချင်းနော်သူ့တချင်းနဲ့လာပြီးတော့တောင်းဆိုရိတ်အခါမှာနော်ပွဲထွက်ဖို့တော့တောင်းဆိုရိတ်အခါမှာသူကလည်းချစ်ချင်းပဲလက်ခံပေးလိုက်တယ်နော်တကယ်ကိုမှဒါနော်အခုလိုမျိုးမြန်မာပြည်သားချင်းချင်းပတ်မှုကြတာအင်မတန်မှဝမ်းသာတယ် ဆိုတော့အခုကျော်စွာဝင်းထိုးရမယ့်ပြိုင်ဘက်ကလမ်မနီဆူလုံလို့ပြောဆိုနေကြတယ်ဗျာနော်ဒါတော့လုံးဝမဖြစ်တင်ပါဘူး။နော်မြန်မာပြည်သားချင်းချင်းထိုးခိုင်းနေဆိုတော့ကျွန်တော်နေလုံးဝလက်မခံကြဘူး။တမ်နီဆိုလင်ကလည်းဝမ်ချန်ပီယံရှစ်မှာဒါပွဲမရတာကြားပြီပေါ့လေဆိုတော့သူကလည်းဒီလအထက်မှာပဲပွဲရမယ်လို့စကားကလေးကနေကျွန်တော်တင်တွေထွက်ထားတယ်ပေါ့နော်ဆိုတော့အခုဒါ ကျွန်တော်ကျော်စွာဝင်းနဲ့ဆိုလီဟုဆိုတော့ကျွန်တော်တို့မကြည့်ချင်ကြတော့ပေါ့လေဘလို့ဖြစ်ဖြစ်ပါဒါကတော့ဒါပုတ်ကေကပြောဆိုကြတာပဲဖြစ်ပါလိမ့်မယ်ဟိုကျွန်တော်ကျော်စွာဝင်းရဲ့တရင်ကောတော့ကျွန်တော်ချားပြီဒီဘက်ထဲမှာသေးချသွားပြီကျွန်တော်ဆိုတော့တန်းစင်ဘွေးရေကျော်စွာဝင်းဘွေးရေဘရိုနီကာဘွေးရေနော်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဘလို့ပြောရမလဲတကယ်ဦးမဝါသစရာတွေဖြစ်ကုန်ပြီနော်ဆိုတော့ခနေ့နေ့ပြည်သူတွေညာ ခရဏာကြီးပဲကြည့်ရှုကြရမယ်။ရောင်းမှရင်ခုန်နေပြီ။ကျွန်တော်မြန်မာဖိုက်တာတွေအများကြီးပါမဲ့ပွဲဖြစ်တဲ့အတွက်သကွင်းလုံးမြန်မာပြည်သူတွေပြေဝနေပါစေဗျာ။